အလမိုင်းမင်္ဂလာပါတရှိကုံကားပီရင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဆရာကားတော့တာရွန်နယ်လက္ခဏာပီသာဆရာဆရာရဲအောင်ပဲဖြစ်ပါရယ်ဒီကနေ့မှာတော့အော်တိုဘာလ73ရက်နေ့ကနေ16ရက်နေ့အတွင်းမှာဒီတပတ်တာကာလအတွင်းမှာမှာခொနရသားသမီးများရဲ့ပေါ့နော်နေသားတစ်ခုချင်းစီအလိုက်ပြောင်းလဲလာမယ်ကံစရာလေးအသေးစိတ်ကိုဆရာကနေသားတစ်ခုချင်းစီတစ်ခုချင်းစီဆရာကအကုန်လုံးကိုအဲတေချာလေးဟောပြီးသားမှဖြစ်ပါတယ်ဒါကတော့ပြောင်းလဲလာမယ်ကံစရာလေးကိုမှအသေးစိတ်ဟောတဲ့ဒီဗီဒီယိုလေးပါเนาะအဲ့တော့ ဒီဗီဒီယိုလေးမှာကိုယ့်ရဲ့ပြောင်းလဲလာမယ့်ကင်ဒရာလေးကိုဆရာကကိုစားလေးကြည့်ပြီးဟောပေးသားမှာဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကင်ဒရာလေးကိုလည်းခုနှစ်သားသမီးများအနေနဲ့ကလည်းအာယုံလေးပြုပေးဖို့တည်းပြောခြင်းပါတယ်။ကယ်ဆင်းခြင်းဖြင့်စလိုက်ရအောင်ကဲပြမအောင်ဆုံးကတော့တနင်္ဂနွေသားသမီးတွေရဲ့ကင်ဆယ်လာလေးကိုအရင်ဆုံးကြည့်မယ်ပေါ့နော်။ ကဲဒီတပတ်တာမှာတနင်္ဂနွေသားသမီးတွေဘာတွေဘလို့ပြောင်းလဲလာမလဲဘလို့ကန်စတာလေးတွေကိုရရှိပိုင်ဆိုင်ရမလဲကြည့်လိုက်ရအောင် ကဲတနင်္ဂနွေတာသမီတွေရဲ့လုပ်ငန်းကံကိုအရင်ကြည့်ပါမယ်လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့အမျိုးသမီးတဦးရဲ့ကုညီမားသားမှုတွေသူတို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲသူတို့ရဲ့လမ်းညွှန်ပြသမှုတွေကြောင့်လုပ်ငန်းတိုးတက်အောင်မြင်တာမျိုးလေးတွေလုပ်ငန်းခွင်တွင်းမှာမျက်နှာပွင့်လန်းတာမျိုးလေးတွေကိုယ့်ရဲ့ပေါ့နော်သတင်းစကားကောင်းတွေနာမည်ကောင်းတွေရလာတာမျိုးလေးတွေကြုံလာဖို့ရှိပါတယ်ဒါလေးကတော့လုပ်ငန်းကံဖြစ်ပါတယ်ကဲဒုတိယတစ်ခု ဒူရီယာကူကလည်းတိုနီ၎င်းပါပဲတနင်္ဂနွေသားသမီးများအနေနဲ့ကတော့ဒီတပတ်တာကန်စတာအတွင်းမှာအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ကန်စတာတွေကန်တက်နေတဲ့ပို့ပြီးတော့ကန်ခွင်လန်းကောင်းတွေရရှိနေတဲ့တဲ့ ဒုတိယကန်စတာငွေကြေးနဲ့ပတ်သက်ရင်လည်းထုံနည်းလကောင်းပဲငွေကြေးပိုင်းမှာလည်းမိမိကိုလာပြီးတော့ပေါ့နော်ကိုယ့်ရဲ့လုံအားဒါမှမဟုတ်ကိုယ့်ရဲ့တွန်းကျင်ရပေါ့မူတည်ပြီးတော့လာအပ်တာမျိုးအလုလာအပ်တာမျိုးအလုလာလျှောက်တာမျိုးအလုလာပေးတာမျိုးလေးတွေကြောင့်ငွေကြေးလေးတွေရရှိပိုင်ဆိုင်နေမဲ့ကန်စတာလေးကိုရောက်ရှိနေတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းငွေဝင်ပြီးတော့ပျော်ရွှင်စရာကောင်းလိမ့်မယ်ကိုယ့်အနေနဲ့လည်းစုဆောင်းရင်စုဆောင်းတလောက်ပေါ့နော်စုမိမဲ့ကာလတစ်ခုလို့တော့ပြောလို့ရပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးကံအဲ့တော့လူမွေးပိုင်းမှာတော့သတိထားပေးရမယ်ဘယ်လိုမျိုးသတိရပါပေးရမလဲဆိုတော့ကိုယ့်ကိုယ်ပေါ့နော်အယုံလွယ်တာမျိုးလေးတွေကိုကိုတိုင်ကတီးခန္ဓာမျိုးလေးတွေကိုကိုတိုင်ကကိုယ့်ရဲ့အားနည်းချက်ကို ခုရုံးလောက်ပြီးတော့ပေါ့နော်အဲပြောရင်အားနည်းချက်ကြောင့်ပေါ့နော်ကိုယ်လိုအပ်တဲ့အရာတွေကိုယ်ရှိနေတဲ့အရာတွေကလေကြော်ပါသွားတာမျိုးလေးတွေဆုံးရှုံးသွားတာမျိုးလေးတွေအဲ့တော့အဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့လက်တလုံးမှာတော့ လူတိုင်းကိုယုံကြည်မှုလွန်ကဲတာမျိုးလေးတွေအားနာတာမျိုးလေးတွေသနာတာမျိုးလေးတွေတီးခန့်တာမျိုးလေးတွေလုံးဝမလုပ်သင့်ပါဘူးကိုလုံးရင်လုပ်ငန်းကလုပ်ငန်းသဘောအတိုင်းပဲလုံးကိုအလုပ်ကိုအလုံးနဲ့ဆန်ဆန်လေးပဲအလုံးလိုပဲလုပ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ပုံကိုရေးရင်းနဲ့ပတ်သက်ရင်တော့ဒီကာလကတော့အများကြီးပေါ့နော်ဆုံးရှုံးမှုတွေကြုံလာရတတ်ပါတယ်သတိစားသင့်တဲ့ကာလတစ်ခုတော့ဆရာနေနဲ့ပြောချင်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့အခြေခံဖြစ်ပါတယ်အခြေအနေပတ်သက်ရင်တော့အခြေအမှအဲလမ်းခွဲသွားရတဲ့ချစ်သူတွေကကိုယ့်စီကိုပြန်လဲရောက်လာတာမျိုးလေးတွေကိုနဲ့ဟိုချစ်သူဟောင်း user ဟောင်းနေနဲ့ပြန်ပေါင်းထုတ်မဲ့အခြေရင်းမျိုး ပြန်ပြီးတော့ပေါ့နော်ဆက်သွယ်ရလာရမယ်ပို့ပြီးတော့ ace connection မျိုးလေးတွေပေါ့နော် ပြန်ဖြစ်လာမယ်ကာလာတစ်ခုကိုရောက်ရှိနေတယ်လို့ပြောချင်ပါတယ်အဲ့တော့ကိုဘက်ကချစ်တဲ့လူဒါမှမဟုတ်ကိုကိုချစ်တဲ့လူကကိုစီကိုပြန်ပြီးတော့ကြိုးကြိုးစားစားနဲ့ပေါ့နော် ပြန်လဲရောက်ရှိလာတာမျိုးပြန်လဲချင်းကပ်လာတာမျိုးလေးတွေကန်စရာနမိတ်ထဲမှာအကျုံလာရဖို့ရှိပါတယ်ဒါလေးကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေအနေကနေဖြစ်ပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကံလေးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့လက်တစ်ဖက်နာတာမျိုးလေးတွေနှလုံးနဲ့ပတ်သက်တာမျိုးလေးတွေသွေးပေါင်အတက်ကြမမှန်တာမျိုးလေးတွေကြောင့်ဆေးရုံဈေးကမကြကနသွားပြနေရတာမျိုးလေးတွေကြောင့်အတက်ပါတယ်အထူးသဖြင့်တော့အပူလောင်တာအပူရှိတာမျိုးလေးတွေကြောင့်လည်းအဖြစ်များတတ်ပါတယ်နော်အဲ့ဒါလေးတွေကသတိထားပေးရမယ့်ပိုင်းမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာကင်ဆာလေးကိုပုံမကောင်းမှုဖို့အတွက်ဆိုတော့နီးစက်ရဖျားလေးမှာတနင်္ဂနွေသားသမီးများအနေနဲ့ကကြတော့ အုံတို့ကြောက်ကြော်လေးတပွဲလူတန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့ကင်ဆာလေးတွေပိုကောင်းပြီးတော့ပူကန်အညံ့လေးတွေလည်းပျောက်ကင်းသွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကတနင်္ဂနွေသားသမီးတွေဖြစ်ပါတယ်ကဲတနင်္ဂနွေသားသမီးတွေပြီးသွားပြီဒုတိယတနင်္လာသားသမီးတွေရဲ့တပတ်တာကင်ဆာလေးကိုဆရာတစ်ချက်ကြည့်ပါမယ်နော်ဒါကတော့ဒီတပတ်တာအတွက်တနင်္လာသားသမီးတွေရဲ့တပတ်တာကင်ဆာလေးဖြစ်ပါတယ် ဲတနင်္လာသားသမီးတွေကတော့ဒီတပတ်တာတွေမှာဘာတွေဖြစ်လာမလဲပထမဆုံးလုပ်ငန်းကံအဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လက်တလုံးမှာတော့ကြီးကဲသူတွေနဲ့ပေါ့နော်အဲ့တော့ညင်းခုန်စရာလေးတွေအပြိုင်ဆိုင်ပြောရတာမျိုးလေးတွေနည်းနည်းလေးအမြင်မတူတာမျိုးလေးတွေအကြောင်းပေါ့နော်ကိုယ့်ဘက်ကနေအဲ့တော့ ဟိုလက်မခံနိုင်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ကိုယ့်ဘက်ကလည်းလက်မခံသူ့ဘက်ကလည်းလက်မခံဘူးအဲ့တော့တယောက်နဲ့တယောက်ပေါ့နော်အမြင်မတူတာအဓိကအမြင်မတူတာကြောင့်လက်တလုံးမှာစကားများတာမျိုးလေးတွေနည်းနည်းလေးကြောက်ကစားဖြစ်စရာလေးတွေကြုံတွေ့နေရတတ်ပါတယ်ဒါကလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးသတိထားပေးဖို့လိုအပ်မှဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံပါအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့အာမကန္တာတို့ချင်းငါတော့လောလောဆယ်မှာလုံးဝလုံးဝမလုတ်တင်သေးဘူး ဆုံးရှုံးမှုမှာမှကြီးကြီးမားမားဆုံးရှုံးမှုမျိုးတွေနဲ့ကြုံရတတ်ပါတယ်။ညနာသားသမီးများအနေနဲ့ကတော့စာချုပ်စာတမ်းစီရင်စရာနဲ့ပတ်သက်ပြီးတော့ငွေဘလောက်ကြီးပဲပေးပါမယ်ဘလောက်ကြီးပဲမလုံးဘလောက်ပေးပေးဘလောက်ကြီးပဲအကျိုးခံစားခွင့်ရပါမယ်ပြောပြောမယုံပါနဲ့။အဲ့တော့ဒါကကိုအတွက်ပေါ့နော်ကိုကိုလာပြီးတော့ချင်းကက်တဲ့လိန်လယ်မှုတစ်ခုအနေနဲ့ပဲမြင်ပါအဲ့တော့ဒါလေးတွေကတော့ကြုံပြရမယ်အပိုင်းထဲမှာရှိတယ်။တတိထားပေးဖို့လိုအပ်မှာဖြစ်ပါတယ်နော်။ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပေါ့နော်လူမွေးကံအဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့ဒလသားသမီးများအနေနဲ့ဒီတပတ်တာကန်စရာအတွင်းမှာမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေနေရလာဖို့ရှိတယ်အပေါင်းအသင်းကောင်းမှာမှာကိုယ့်အတွက်ပေါ့နော်အကျိုးပြုမဲ့အဲကိုယ့်ရဲ့အကျိုးကိုလိုလားမဲ့ဟိုအပေါင်းအသင်းကောင်းမိတ်ဆွေကောင်းအဲ့တော့ပတ်ဝန်းကျင်ကောင်းလေးတွေရရှိလာမဲ့ကန်စရာလေးကိုတော့ကြုံတွေ့နေရတတ်ပါတယ်ဒါလေးကတော့အဲကိုယ့်ရဲ့ပေါ့နော်လူမွေးကံလို့ပြောလို့ရတယ်ပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေအပါ အချင်းနဲ့ပတ်သက်ရင်ဒဏသာသီးများနေကတော့လက်တလောင်းမှာတော့ကိုယ့်ကိုဂရုစိုက်ပြီးတော့ဂျင်နာမှုတွေရရှိမဲ့ကံစတာမျိုးလေးတွေကိုရောက်ရှိနေပါမယ်။အဲကိုယ့်ကိုလည်းအရေးတကြီးကြီးနဲ့ကိုယ့်ရဲ့လက်တလုံးအဲလက်တလန်းကိုဘာလိုအပ်မယ်ဘာဖြစ်စည်းမယ်ဆိုတဲ့လူမျိုးတွေနဲ့ဆုံတွေ့နေရတတ်ပါတယ်။ဒါလေးကတော့အချင်းမှာစမ်းပွင့်ပြီးတော့ပျော်ရွှင်စရာကောင်းရင်မကဘဲနဲ့ကိုယ့်အတွက်လိုအပ်ချက်တွေကိုတည်ပြီးနားလည်ပေးမဲ့လူမျိုးတွေနဲ့ဆုံတွေ့ရတတ်ပါတယ်။ဒါလေးကတော့အခြေအနေလေးဖြစ်ပါတယ်။ ကဲကျမ်းမာရေရောက်ပါပြီကျမ်းမာရေနဲ့ပတ်သက်တဲ့လသသမီးများအနေနဲ့ကတော့ဆေးရုံစီကဲမှာပဲအချိန်ကုန်နေရတတ်ပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ယောဂဟောင်းဝေဒနာဟောင်းလေးတွေပြီးတော့ ဓာတ်မှတ်တဲ့တာမျိုးလေးတွေ allergic ဖြစ်တာမျိုးလေးတွေကြောင့်ဆေးရုံစည်းကမ်းတပြတ်နေရတာမျိုးတွေကြောင့်အတက်ပါတယ်မိမိရဲ့ယောဂဟောင်းဝေဒနာဟောင်းလေးတွေပြန်လည်ပေါ်လာတတ်တဲ့အတွက်ကိုယ့်အတွက်ပေါ့နော်ကိုတောက်နေကြစီးလေးတွေကိုပုံမှန်တောက်ရတာမျိုးဖြစ်ဖြစ်အဲကိုယ့်ရဲ့မတည့်တဲ့အရာမျိုးလေးတွေအဲကိုရှောင်ရမဲ့အရာမျိုးလေးတွေကိုဒီတေချာဒီကလာထဲမှာအထူးအထူးသတိထားပြီးတော့ပေါ့နော်ခရီးဆိုင်ပြပါဒါလေးကတော့တပတ်တာကင်ဆာလေးဖြစ်ပါတယ်အဲ့တော့တပတ်တာကင်ဆာလေးကိုပုံမှန်ကောင်းမွန်တဲ့ကောင်းမွန်လာအောင်အညံ့နေပျောက်ပြီးတော့ကံကောင်းခြင်းတွေရရှိလာဖို့အတွက်ဆိုတော့နေဆက်ရဖျားလေးမှာလည်း နသားသမီးများအနေနဲ့ကကြတော့ချောကလက်ကိတ်မုတ်လေးတစ်ခွက်လူတန်းပြီးတော့စူတောင်းပေးပါကိတ်မုတ်လေးကိုကိုကကွာဟိုကိုတိုင်သွားဝယ်ပြရတာဖြစ်ဖြစ်အဲဒါမှမဟုတ်ရင်ချောကလက်ကိတ်ကတည်တည်ဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ်ရတယ်ဗျာအဲ့တော့ချောကလက်ကိတ်လေးကိုလူတန်းပြီးတော့စူတောင်းပေးပါအဲ့ဒါဆိုတော့ကိုယ့်ရဲ့ကင်စတာအញ្ញံလေးတွေကပျောက်ကင်းတက်တာသွားမှာဖြစ်ပါတယ်ကဲအင်္ဂါတွေလဲရောက်ပါပြီတပတ်တာကင်စတာလေးကိုကြည့်မယ်ပေါ့နော် ကဲငါသားသမီးများအနေနဲ့ကကြတော့ဒီတပတ်တာကင်ဆာတွေမှာဘာတွေဘလို့ပြောင်းလဲလာမလဲဘလို့ကင်ဆာလေးတွေကိုကြုံတွေ့နေရမလဲကြည့်လိုက်ရအောင်ပထမအဦးဆုံးကတော့လုပ်ငန်းပိုင်း လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့လုပ်ငန်းပိုင်းမှာစိတ်ပါဝင်စားမှုအားနည်းနေမယ်စိတ်ချုပ်စရာတွေစိတ်ပင်ပန်းစရာတွေများနေမယ်လက်ထဲမှာလက်တလုံးမှာလည်းကိုကိုယ်တိုင်ကအလုပ်ပြောင်းချင်စေအလုပ်ထွက်ချင်စေတွေပေါ်များနေတတ်ပါတယ်လက်တလုံးကိုလိုချင်တဲ့အရာမျိုးတွေနဲ့ကိုအံဝင်ခွင့်ကြဖြစ်မဲ့အရာမျိုးလေးတွေကိုကိုကအချိန်ယူပြီးစောင့်ဆိုင်းနေရမယ်ကာလတစ်ခုအနေနဲ့ဆရာအနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့အပြောင်းလဲတွေကိုကိုကိုယ်တိုင်က စိတ်ပါဝင်စားနေတယ်အလုတ်ပြောင်းလဲလုပ်ဖို့အတွက်လည်းစိတ်ကပိုပြီးစိတ်အားထက်သန်နေတယ်ဆိုတော့နမိတ်ထဲမှာရှိပါတယ်ဒါပေမဲ့လုံခဲကန်နဲ့ပတ်သက်ရင်တော့ဒီတပတ်တာကင်ဆာတင်းကလုံးဝကိုအဆင်မပြေသေးဘူးအချိန်မခံသေးဘူးပြောင်းလဲဖို့အတွက်အချိန်မကြာသေးဘူးအနေနဲ့ဆရာနေလည်းပြောချင်ပါပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အင်္ဂါသားသမီးများအနေနဲ့ဝေကြီးကံ တော့ငွေကြေးကန်တဲ့ပတ်သက်ရင်တော့ဒီတပတ်တာကန်စတာတင်းကငွေကကောကိုစီကိုဘယ်ကရောက်လာလို့ရောက်လာမှမသိပဲနဲ့ပေါ့တော့ငွေတွေဝင်လာတတ်တယ်အဲ့တော့ခေါင်းစဉ်တော့မေမေရရမရှိဘူးဗျာဒါကိုယ့်လက်ထဲမှာကိုယ်ငွေတွေတစ်ခုပြီးတစ်ခုအဲတစ်မျိုးပြီးတစ်မျိုးဝင်လာတာမျိုးလေးတွေကြုံတွေ့နေရတတ်ပါတယ်ငွေကြေးဝင်လာမဲ့ကန်စတာလေးပါငွေကြေးစုမိဖို့ကောင်းတဲ့ကန်စတာလေးပါငွေကြေးတွေပို့ပြီးတော့ပေါ့နော်အမြောင်အများရရှိမယ်အဲ့တော့ရလာတဲ့ငွေကြေးကိုဒီနေ့ရအောင်ပါပဲနောက်နေ့ရအောင်ပါပဲနောက်နေ့ရအောင်ပါပဲဆိုပြီးတော့သုံးနာမြို့တက်ဆိုင်ကိုလိုအပ်တဲ့အရာတွေကို ကိုကငွေကြေးကိုခွဲပြီးတော့ဗောနော်လိုအပ်တာလေးတွေသုံးပြီးမလိုအပ်တာလေးတွေကိုလည်းကိုကစုပြီးဗောအဲ့ဒါလေးတွေလုပ်ပြီးမှဆိုတော့ပို့ပြီးတော့ကိုအတွက်ဗောကန်ဆာတာကောင်းမှုမဲ့အခိုက်အတန့်လေးကိုရရှိပိုင်ဆိုင်ရမှာဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေး ဲ့တော့လူမွေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးများအနေနဲ့ကတော့လူမွေးမှာတော့အရင်ကိုပြောရင်တော့တိတိစာအရင်စိုးရတာမျိုးတော့မရှိဘူးဒါပေမဲ့တခုရှိတာက စကားအပြောစုံနဲ့ပတ်သက်ပြီးတော့လူမွေးပိုင်းမှာအဲစကားများတာမျိုးလေးတွေအဲ့တော့နားလည်မှုလွဲမှားပြီးတော့ရန်ဖြစ်တာမျိုးလေးတွေစကားများတာမျိုးလေးတွေအငင်းပွားတာမျိုးလေးတွေလက်တလုံးမှာကြုံတွေ့နေရတတ်ပါတယ်အဲ့တော့ជីကြီးမမမျိုးတော့မရှိဘူးဒါပေမဲ့ ိုကနည်းနည်းပေါ့နော်စိတ်မြန်လက်မြန်ပြောလိုက်တာမျိုးတွေစိတ်မြန်လက်မြန်ဆုံးဖြတ်ချလိုက်တာမျိုးတွေကြောင့်နောက်ဆက်တွဲစူးကျူးလေးတွေကြုံရတာမျိုးတွေအနှဲငယ်တွေ့ရတတ်ပါတယ်။ကဲနောက်တစ်ခုကကြတော့အင်္ဂါသားသမီးများအနေနဲ့အခြေရင် အခြေအေးမှာတော့လက်တလုံးမှာဘာကူမပေါ့နော်အလူမကြပဲနဲ့ဘာလိုချင်လို့လိုချင်နေမှမသိပဲဖြစ်နေတတ်တယ်လက်တလုံးမှာကိုယ့်ရဲ့ကိုယ်စိတ်ကိုကိုနားမလည်နိုင်တဲ့အမျိုးလေးလက်တလုံးမှာဖြစ်နေတတ်ပါတယ်အခြေအေးနဲ့ပတ်သက်ရင်လည်းကိုကအာတယောက်တည်းပဲနေနေတာမျိုးတစ်ခါလေကြရင်လည်းပျော်ပြီးတော့ဟိုပါတီစိတ်ပြီးလောက်တယ်ကွာအဲ့လိုအကုန်လုံးနဲ့သွားနေတာမျိုးရှိတယ်ဒါပေမဲ့တစ်ခါလေကြရင်လည်းတယောက်တည်းဆန်တယောက်တည်းအေးစေးစေးလေးအထူးကျန်တဲ့ဆန်ဆန်လေးနေချင်တတ်တဲ့မျိုးလေးလက်တလုံးမှာကြုံနေရတတ်ပါတယ်အဲ့တော့ကိုယ်စိတ်ကိုနားလျာကိုကိုကိုယ်တိုင်နားလျာခက်နေတဲ့ကာလတစ်ခုလို့တော့ပြောမှဆိုတော့ပို့ပြီးတော့မှန်ကန် ပါလိမ့်မယ်ဒါတွေကတော့အခြေခံလေးဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေလက်ပြီးသွားပြီဆိုတော့နောက်မှာတော့ကျမ်းမာရေးအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ပြောရမှာကအစင်းမြင့်တဲ့ပဒတာမျိုးလေးတွေအာအောင်ကျုံးတဲ့ပဒတာမျိုးလေးတွေမျက်စိနဲ့ပဒတာမျိုးလေးတွေလက်တလုံးမှာအဖြစ်များနေတတ်ပါတယ်တခြားစိတ်ပိုင်းတွေကတော့အလောက်ကြီးတော့ဟိုမဖြစ်တတ်ဘူးပေါ့နော်အဲ့တော့ဒီပိုင်းလေးတွေကအဖြစ်များပြီးတော့ဒီပိုင်းလေးတွေမှာအားနေနေရမျိုးလေးဆက်နေတွေ့ရတယ်ပေါ့နော်ဒါလေးကိုသတိထားပေးပါ ကဲတပတ်အကန္တရာလေးကိုပျောက်ကင်းသွားဖို့တက်ဆိုတော့နီးစရာဖျားလေးမှာကို့အနေနဲ့ပေါ့နော်စတော်ဘယ်ရီဖြော်ရည်လေးတစ်ခွက်လူတန်းပြီးတော့စတောင်းပေးပါအဲ့ဒါဆိုတော့အညက်နေပျောက်ကင်းသွားပြီးကောင်းမွန်မှုတွေရရှိလာမှာဖြစ်ပါတယ်ကဲဒါလေးကတော့ကန္တရာလေးပြောပြတဲ့နောက်မှာတော့အင်ကာရဲ့ပြီးသွားတဲ့နောက်မှာတော့ဗုဒ္ဓဖိုးလေးရောက်ပါပြီခင်ဗျာဗုဒ္ဓဖိုးသားသမီးတွေရဲ့တပတ်တာကန္တရာလေးဖြစ်ပါတယ်ကဲဗုဒ္ဓဘုရားသမီးတွေရတပတ်တာကန်စရာ ကဲဘရူးသားသမီးတွေကတော့လုပ်ငန်းနဲ့ပတ်သက်ပြီးဘာတွေထူးခြားလာမလဲအဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့လက်တလုံးမှာတော့ ဟိုလှုပ်ကျင်တာတွေကဗျာဟိုလူဒါလှုပ်ရင်လှုပ်ကျင်တယ်ဒီလူဒါလှုပ်ရင်လှုပ်ကျင်တယ်အဲ့တော့လှုပ်ကျင်တာကြီးများနေတယ်ကိုယ့်အတွက်အံဝင်ခွင့်ကြဖြစ်မဲ့အာလုပ်ငန်းတစ်ခု career တစ်ခုကိုကိုကရွေးချယ်တတ်ဖို့လိုအပ်လိမ့်မယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့သူများလုပ်တဲ့အရာတွေကိုလောက်တာမျိုးတော့ဆိုင်ကိုနဲ့အကျိုးပေးတဲ့အရာမျိုးကိုဝါသနာပါတဲ့အရာတစ်ခုကိုပဲလောက်တာကအချိန်ပို့ပြီးတော့ပေးရတာပို့ပြီးတန်ဖိုးရှိနေမယ်ပို့ပြီးတော့ကောင်းမွန်နေမယ်ပို့ပြီးတော့လည်းအကျိုးခံစားမှုတွေရရှိလာလိမ့်မယ်လက်တလောင်းမှာတော့လက်တလောင်းဘာလို့လုံးလုံးလောက်ရမယ်မသိဖြစ်နေတတ်တယ်တွေ့ဝင်နေတာမျိုးလေးလက်တလောင်းမှာအကျုံနေ ရတတ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုကတော့ငွေကြေးကံပါ။အဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့လက်တလုံးမှာတော့မုတ်ဘူးရတာမျိုးလေးတွေစုပေါက်တာမျိုးလေးတွေထီပေါက်တာမျိုးလေးတွေကြောင့်လက်တလုံးမှာလက်ထဲမှာငွေတွေအော်လက်ပြားငွေသီးနေမယ်ဗျာလက်တလုံးမှာငွေရပေါက်ရလက်နေများနေပါလိမ့်မယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်တော့ပူပင်စရာလေးရလက်တလုံးမှာတပတ်တာအတွင်းမှာတော့ပူပင်စရာမရှိပါဘူးရလာတဲ့ငွေကြီးကိုပဲတေးကြကြလေးစနစ်တကျသုံးဆက်တတ်ဖို့တော့လိုအပ်ပါလိမ့်မယ်နော် ကဲနောက်တစ်ခုနောက်တစ်ခုနေတဲ့အခါကျတော့ဗုဒ္ဓဘူးသားသမီးတွေရဲ့ပေါ့နော်လူမွေးကံအဲ့တော့လူဝေးကံနဲ့ပတ်သက်ပြောမယ်ဆိုတော့ဗုဒ္ဓဘုရားသမီးတွေကဒီတပတ်တာကံစတာအတွင်းမှာအမျိုးသမီးတဦးကြောင့်ပေါ့နော်မိမိထက်ငယ်ရွယ်တဲ့အမျိုးသမီးတဦးကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတာမျိုးသွားလဲဒီစိတ်လာလဲဒီစိတ်အလုံးလုံးနေတာမှဒီစိတ်နဲ့ပဲအမြဲတမ်းစိတ်ပင်ပန်းနေရမျိုးစိတ်ပူပန်းနေရတာမျိုးလေးလက်တလုံးချုပ်တွေ့နေရတတ်ပါတယ်ဒါလေးကတော့ဗုဒ္ဓဘုရားသမီးတွေလူမွေးကံလေးဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုကကြတော့ဗိုလ်တပူးစားသမီးတွေအခြေအေးခံကိုရောက်ရှိလာပါပြီအဲ့တော့အခြေအေးနဲ့ပတ်သက်ရင်တော့အခြေအေးကတော့လက်တလုံးပါတော့အဲကိုယ့်ကိုတက်တက်လို့ဖြစ်နေမဲ့အခြေအေးမျိုးလေးတွေကိုရရှိပိုင်ဆိုင်နေလိမ့်မယ်ကိုယ့်ကိုသဘောကျနေတဲ့လူကလည်းတယောက်မကနှစ်ယောက်ရှိနေတတ်တယ်ကိုယ့်ကိုလာပြီးတော့အဖြေတောင်းတာမျိုးလေးတွေ propose ရုပ်တင်တာမျိုးလေးတွေကိုယ့်ကိုလာပြီးချင်းကပ်နေတာမျိုးလေးတွေလက်တလုံးမှာအဲကြုံနေရတတ်ပါတယ်ဒါတွေကတော့ဗိုလ်တပူးစားသမီးတွေရဲ့အခြေအေးခံဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့ကျမ်းမာရေး ပေါ်ရူသားသမီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အောင်ရုံးနဲ့ပတ်သက်ပြီးအထူးသတိထားပေးဖို့လိုအပ်ပါလိမ့်မယ်။စေတူစစ်တပ်ပြုလုပ်ရတာမျိုးလေးတွေရေရှည်စေကူတာမှုခံရတာမျိုးလေးတွေပါကြုံရတတ်ပါတယ်။မပေါ်ဆန်းတဲ့ကာလတစ်ခုပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြတော့အဆိုင်နဲ့ပတ်သက်တာမျိုးလေးတွေ one byte နဲ့ပတ်သက်တာမျိုးလေးတွေမှာအားနည်းနေတာမျိုးတွေတွေ့ရတတ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တာကန်ဆာရာတွေမှာတော့ကန်ညက်နေပျောက်ကင်းပြီးကောင်းမွန်တဲ့ကန်ဆာရာလေးရရှိဖို့အတွက်ဆိုတော့ပေါ်ရူသားသမီးများအနေနဲ့ကကြတော့အဲတစ်တော်သီးပေါ့နော်။တစ်တော်သီးရတယ်၊တရက်သီးရတယ်ပေါ့နော်။အဲ့တော့တကယ်လို့ကို အစီပြီးတဲ့အရာပေါ့နော်အသီးကိုကိုကကိုရဲ့အင်ပြားလေးမှာကိုတိုင်းကိုကြလေးနဲ့ပေါ့နော်ဒီကြအောင်လေးစိုက်ပြီးတော့လူတိုင်းပြပါဆိုတော့အညံ့နေကတိတတာပြောင်းလဲလာမယ်ပို့ပြီးတော့ကံကောင်းခြင်းတွေလည်းပိုကောင်းတဲ့ကောင်းဝင်လာပါလိမ့်မယ်နော်ကဲဒါကတော့ဂျာတာရီသားသမီးတွေအလှည့်ဖြစ်ပါတယ်ကဲဂျာတာရီသားသမီးတွေရဲ့တပတ်တာကင်ဆာလေးပါဂျာတာပရိသားသမီးတွေ ကဲလုပ်ငန်းကံလုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လက်တလောမှာတော့ဟိုဒရိယာတွေများနေတယ်စိတ်နှခွာဖြစ်နေတယ်လက်ရှိလုပ်ငန်းကိုပဲလုပ်ချင်တယ်ဒါပေမဲ့လည်းတခြားသောလုပ်ငန်းတစ်ခုကိုလည်းပြောင်းဖို့အတွက်လည်းအာရုံရောက်နေတယ်ပေါ့နော်အဲ့တော့လက်တလောမှာ လုပ်ငန်းအပြောင်းလဲလေးတွေဆိုတာတက်ပေါ့နော်ဟိုဘာပဲလုပ်လို့နှစ်ချိန်တစ်ခါလောက်ရတာမျိုးလေးတွေဒရီဟာဖြစ်နေတာမျိုးလေးတွေဝေခွဲမရဖြစ်နေတာမျိုးလေးတွေလက်တလောမှာကြာသပတေးသမီးတွေဖြစ်ပေါ်နေတတ်ပါတယ်အဲ့တော့လက်ရှိလုပ်နေတာမျိုးလက်ရှိတဲ့ ဟိုလက်ရှိရှိနေတာတခုအဲအဲ့တော့အခုမှစလုံးမဲ့အရာတခုအဲ့တော့အဲ့လိုမျိုးကြရာတွေကအများကြီးရောဒီကာလာထဲမှာခက်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 ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒါတွေကိုကိုကိုတိုင်ကစီစီကြကြလေးနဲ့ကိုယုံကြည်စိတ်ကြရတဲ့လူကိုအကျိုးကိုလိုလားတဲ့လူကိုရဲ့မိဘတို့မိသားစုဝင်တွေကတဝိုးကိုသူက ဟိုတိုင်မင်တာမျိုးဆွေးနွေးတာမျိုးသူတို့စီကအကြံဉာဏ်ယူပေးတာမျိုးသူတို့ကိုအမြန်သူတို့ပြောတဲ့ဟာကိုလောက်ရမှာမဟုတ်ဘူးဒါမဲ့သူတို့ကိုပြန်ပြီးတော့အကြံဉာဏ်တောင်းပေးအဲသူတို့ရဲ့အကူအညီကိုတစ်ချက်လောက်လုပ်ပေးသူတို့ရဲ့အမြင်ကိုတစ်ချက်ကြည်ခိုင်းပေါ့နော်အဲ့တော့သူတို့ရဲ့အမြင်နဲ့ပေါင်းဆက်ပြီးတော့ကိုယ့်ရဲ့အမြင်နဲ့ပေါင်းဆက်ပြီးတော့ကင်မယ်ဆိုတော့ပို့ပြီးတော့အားသာချက်လေးပို့ရလာမှာဖြစ်ပါတယ်ကဲငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့ယူပေါလေးတွေများနေတယ်ငွေကြွေးအထွက်တွေများနေပါလိမ့်မယ်အဲ့တော့ တဖက်ဆောင်ပြီးတော့အဲ့လိုပေါ့နော်ကိုလိုအပ်တာတွေတဲ့မလိုအပ်တာတွေမှာအသုံးလိုက်တာမျိုးမလိုအပ်တာတွေမှာငွေကုန်ကြေးကျများသွားတာမျိုးအဲ့လိုမျိုးတွေကြောင့်ငွေကြေးလက်ထက်မှာမြဲပဲနဲ့ကျွေးတင်နေတတ်တာမျိုးတွေလည်းကြုံနေရတတ်ပါတယ်ဒါလေးကတော့ဂျာတာပရိသတ်မီတွေရဲ့ငွေကြေးကံဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ဂျာတာပရိသတ်မီတွေရဲ့လူငွေကံအဲ့တော့လူငွေကံနဲ့ပတ်သက်ရင်တော့သူတို့ကတော့ဘာမှမဟုတ်ဘူးဒါပေမဲ့ကိုကိုတိုင်ကဒီကာလာထဲမှာပေါ့နော်ဘာပဲပြောပြောပေါ့နော်ဟိုပြောရရင်တော့ တော့အသက်ကြီးဖြစ်နေတာမျိုးလေးတွေစိတ်မြန်လက်မြန်ဖြစ်နေတာမျိုးလေးတွေအရန်ယူပေါ့နော်ဟိုဆက်ဆက်တိမခံဘဲနဲ့ aggressive ဖြစ်နေတဲ့ကာလာတစ်ခုကိုလက်ရှိမှာရောက်ချင်းရှိနေတတ်တယ်။ဂျာတာမိသားသမီးတွေကဘသူပြောပြောကိုကသူပြောတဲ့အရာတစ်ခုကိုပဲအကောင်းတဲ့အရာတစ်ခုမယူဘဲနဲ့ဘာပဲပြောပြောငါ့ကိုဆရာကြီးလောက်လောက်တာလားဒါမှမဟုတ်တစ်ခုခုလာပြောနေတာများလားအဲ့တော့ဒေါသတကြီးဖြစ်ရှင်းတတ်နေတဲ့ကာလာတစ်ခုကိုရောက်ရှိနေတတ်တယ်။အဲ့တော့ဒါလေးကိုတော့သတိထားပေးဖို့လိုအပ်မှဖြစ်ပါတယ်။ကဲအချစ် အခြေကတော့တော်တော်လေးကိုစိုးပါတယ်အခြေနဲ့ပတ်သက်ရင်တော့ကိုယုံကြည်လိုက်တဲ့အရာတခုက အမှားမှားယဉ်ရင်းနေတောင်ကိုလက်မခံတဲ့အရာမျိုးတွေကိုအဲကြုံနေရတတ်တယ်ရရှိနေတတ်တယ်အဲ့တော့ကိုယုံတဲ့လူက ကိုယ့်ကိုဖျောက်ပြန်တာမျိုး ကိုယ့်ကိုလိန်ညာနေတာမျိုးအဲ့တော့ရွေးချယ်မှုတွေမှားယွင်းမှုကြောင့်ပေါ့နော်နောက်ဆက်တွဲဆိုးရိုးတွေကိုကိုကရရှိခံစားနေရတတ်တဲ့ကာလတစ်ခုလို့တော့ပြောမယ်ဆိုတော့ပို့ပြီးတော့တိကျလိမ့်မယ်ဒါတွေကတော့ကန်ဆာလေးဖြစ်ပါတယ်เนาะအဲ့တော့ဒီကန်ဆာတွေမှာတော့ဘယ်သူမှမယုံပါနဲ့အချင်းနဲ့ပတ်သက်ရင်တော့ကိုယုံလိုက်တဲ့အရာတစ်ခုက ပြောရရင်တော့မြန်မာစကားပုံတိုင်းမှာတော့တခိုးကိုဒီယိုကန်လိုက်သလိုပဲအဲ့တော့ကိုကပြောလိုက်တဲ့အရာတစ်ခုကကိုကယုံကြည်လို့ပြီးလိုက်တယ်ကိုယုံကြည်လို့အဲယုံလိုက်တယ်ဒါပေမဲ့အဲ့ယုံကြည်လိုက်အရာတစ်ခုကအကျိုးမရှိဘဲနဲ့ကိုကိုပါ ပြန်ပြီးတော့ဟိုအနောက်ရက်ပေးမဲ့ຢာမျိုးအဲကိုကူညီလက်တဲ့လူတခုကကိုကိုပြန်ကူညီတာမျိုးမဟုတ်ပဲနဲ့အချိုးမရပဲနဲ့စိုးချိုးတွေပြန်ရရှိနိုင်မဲ့ကာလာတခုကိုရောက်ရှိနေကြရပါတယ်ဒါလေးကတော့အခြေခံဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုနေကကြတော့ကျမ်းပါရီကံဖြစ်ပါတယ်အဲ့တော့ကျမ်းပါရီနဲ့ပတ်သက်ရင်တော့ဒီကန်စရာနမိတ်ထဲမှာ ဘယ်လိုမျိုးတွေအဖြစ်များလဲဆိုတော့ဂျာသာပရိသတ်သမီးများအနေနဲ့ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်နှလုံးနဲ့ပတ်သက်တာမျိုးလေးတွေအဲအရေးပြတာမျိုးလေးတွေအချိန်မမှန်တာမျိုးလေးတွေကိုကျမ်းမာရေးချူချာပြီးတော့တလုံးမှာအဖြစ်များနေတာမျိုးလေးတွေကြုံရတတ်ပါတယ်။ဆေးဟုတ်ဆေးကန်းလည်းမကြခဏဆိုသလိုတက်နေရတတ်ပါတယ်။ဒါလေးကတော့ကင်ဆာလေးဖြစ်ပါတယ်။ကဲဒီဘက်ကကင်ဆာလေးကိုပြောက်ကင်းသွားဖို့တက်ဆိုတော့နွားနို့လေးတစ်ခွက်အိမ်ဖျားမှာလူတန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့ကင်ဆာလေးကတိကျတာပြောင်းလဲပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ် ကဲအခုတစ်ခေါက်ကကြတော့တောက်ကြသားသမီးတွေအလဲဖြစ်ပါတယ်။ကဲတောက်ကြသားသမီးတွေရဲ့တပတ်တာကင်ဆာလေးကိုဆရာကြည့်ပြီးမှဖြစ်ပါတယ်။ကဲတောက်ကြသားသမီးများအနေနဲ့ကင်ဆာလေးပေါ့နော်။ကဲလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောနော်လုပ်ငန်းကံလေးအရင်ဆုံးပြောမယ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ဟိုဟာလောက်ကောင်းလို့တရားလောက်ကောင်းလို့တလောင်းမှာဗောနော်အဲ့တော့ဆရာများတားတင်နေတဲ့ကံစတာတခုရောက်ရှိနေတယ်အဲ့တော့ကိုကိုတိုင်ကလည်းကိုလုံးချင်တာတခုရှိတယ်ဒါပေမဲ့ အဲဟိုဆရာကဒါလို့ဒီဆရာကဒါလို့ဟိုအမေကဘာလို့ဆိုလို့လောက်ရတယ်အဲ့တော့ကိုယ့်ရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့ကိုပိုင်ခံယူချက်နဲ့လုံနေရတဲ့လုပ်ငန်းမျိုးတွေမဟုတ်ဘဲနဲ့လူကြီးတွေကခိုင်းလို့လုံနေရတဲ့လုပ်ငန်းမျိုးအဲလူကြီးတွေကလုံခိုင်းလို့လုံနေရတဲ့အလုပ်တစ်ခုကိုကိုကလက်ရှိမှာကြုံနေရတယ်အဲ့တော့စိတ်ပါဝင်စားမှုဆိုရင်ဒါအထက်ပေါ့နော်တာဝန်တစ်ခုကိုလုံနေရတဲ့သဘောတရားလေးကိုရရှိနေတယ်လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့ ဟိုကိုမလောက်ကျင်တဲ့အရာတခုကိုကိုကဟိုပြောရရင်တော့တာဝန်တခုအရာလုံးနေတဲ့ကန်စရာလေးကိုရောက်ရှိနေတတ်တယ်စိတ်ပဝင်စားမှုနည်းနေတယ်လုပ်ငန်းခွင်ထဲမှာပျော်ရွှင်မှုတွေနည်းပါနေတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့အဲ့လိုမျိုးကန်စရာလေးကိုလက်ရှိမှာရောက်နေတတ်ပါတယ်ကဲနောက်တစ်ခုကဲနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကန် တော့ငွေကြေးကအနေနဲ့ကကြတော့ငွေကဝင်တယ်ဒါပေမဲ့မျိုးမျိုးကြောင့်ပြန်ထွက်နေတတ်တယ်ငွေကုန်ကြေးကြလေးတွေများနေတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်လည်းပြောရမယ်ဆိုရင်တော့အဲစီလိုအပေါက်ရှာပြီးထွက်ပြီးတော့ငွေနဲ့စုမိဖို့အတွက်ခက်ခဲပြီးတော့အဖက်မတင်ငွေကျွေးတင်တာမျိုးလေးကြုံရတတ်ပါတယ်အဲ့တော့ဒါလေးကတော့ငွေကြေးကန်လေးဖြစ်ပါတယ်ငွေကြေးကန်နဲ့ပတ်သက်ရင်တော့ဒီကာလကတော်တော်လေးကိုစုတဲ့ဆောင်းတဲ့လူတွေအဖို့သာအဆင်ပြေမယ်မဟုတ်ရင်တော့အဲကျွေးမှုများမယ်ကာလတစ်ခုကိုရောက်ရှိနေတယ်လို့ပြောလို့ရတယ်ပေါ့နော် ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့တောက်ကြသားသမီးကြီးရဲ့လူမွေးကံအဲ့တော့လူမွေးကံကတော့ပြန်ကောင်းသွားပါပြီအဲ့တော့လူမွေးကံနဲ့ပတ်သက်ရင်တော့ကုညီမားစားမဲ့ဆရာကောင်းတမကောင်းမိတ်ဆွေကောင်းအကြီးကဲတအူးရဲ့အကူညီနဲ့ လက်ရှိကြုံတွေ့နေရမယ့်တပတ်တာအကာလအတွင်းမှာကုညီခွင့်လေးရရှိလာနိုင်မယ်အဲတက်တာပြောက်ကင်းမှုတွေတွေရောပါသွားတာမျိုးတွေကိုယ့်ရဲ့ဝင်တော့ဝင်မိုးတွေတွေဟိုပြန်ပြီးတော့ကုညီပေးမယ်ပါဝင်ပြီးတော့ဟိုဖြည့်ရှင်းပေးမယ့်လူမျိုးလေးတွေမိမိထံကိုရောက်လာတတ်တယ်အထူးသဖြင့်တော့အမျိုးသမီးတအူးဖြစ်ပါလိမ့်မယ်အမျိုးသမီးတအူးကြောင့်အဆင်ပြေသွားတာမျိုးလေးတွေအမျိုးသမီးတအူးကြောင့်အကူအညီရသွားတာမျိုးလေးတွေပြေလည်သွားတတ်ပါတယ်ကဲနောက်တစ်ခု အခြေရေးပါအခြေနဲ့ပတ်သက်ရင်တော့လက်တလုံးမှာတော့အဲကိုယ့်ဘက်ကပေါ့နော် မာနတွေထားနေတာမျိုးလေးတွေအဲမာနချင်းပြန်ပြီးတော့တယောက်နဲ့တယောက်ပေါ့နော်စကားတိချာပြောဖို့အတွက်အဲစကားတိချာပြောဖို့တက်ပေါ့နော်မာနချင်းပြန်နေတာကြောင့်မျက်နှာချင်းဆိုင်မရတာမျိုးလေးတွေတယောက်နဲ့တယောက်အမြင်မတူတာမျိုးလေးတွေအမြင်မကြည်တာမျိုးလေးတွေကြောင့်စကားများနေတာမျိုးလေးတွေလက်တလုံးမှာကြုံရတတ်ပါတယ် လက်ရှိမှာလည်းအခြေကတော့ပြောရရင်တော့ဟိုကိုကိုတိုင်ကလည်းပေါ့နော်စိတ်ပါဝင်စားမှုလေးနဲနေတယ်တခြားသောအပူပန်ကိစ္စလေးတွေအိမ်ကိစ္စတွေမိသားစုကိစ္စတွေကြောင်းပေါ့နော်စိတ်အဲ့ဘက်မှာအချိန်မပေးနိုင်တာမျိုးလေးတလုံးမှာကြုံနေရတတ်တယ်ဒါပေမဲ့အခြေကမကြခင်မှာကို့ပေါ်ကောင်းတဲ့လူမျိုးလေးရလာဖို့ရှိတယ်အဲ့တော့အခြေကဒီကလာကခိတ္တခဏအညံလေးတွေများနေဒါပေမဲ့အညံတစ်ခုကိုကြော်သွားပြီဆိုတဲ့အချိန်မှာကို့အတွက်ပေါ့နော် life ဖက်ညီတဲ့အရာမျိုးအဲ့ကို့ပေါ်ကောင်းမွန်တဲ့လူမျိုးတွေနဲ့တွေ့ရတတ်တဲ့ကင်ဆာလေးကိုလည်းတွေ့ရတတ်ပါတယ် ဒါလေးကတော့အခြေခံဖြစ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကင်ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အဆက်နဲ့အဆက်အဆက်တင်နဲ့ပတ်သက်တာမျိုးလေးတွေအပူနဲ့ပတ်သက်တာမျိုးလေးတွေအဲ့တော့အပူလောင်တာမျိုးလေးတွေအဲအစာအစိတ်တင်တာမျိုးလေးတွေအစာနဲ့ပတ်သက်ပြီးအစာမဆင်းမဖြစ်တာမျိုးလေးတွေလည်းလုံးမှာအပြင်းများတတ်ပါတယ်။ဒါလေးကတော့ကျမ်းမာရေးကင်စတာလေးဖြစ်ပါတယ်။ နော်ဒီကန္တရာလေးကိုပိုကိုကောင်းတဲ့ကောင်းပုံတော့အညာလေးတွေပြောင်းကင်းသွားဖို့အတွက်ဆိုတော့နီးစက်ရဖျားလေးမှာပေါ့နော်အဲလက်ဖက်ရည်တွေတစ်ခွက်လူတန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့အညာတွေပြောင်းကင်းသွားပြီးတော့ကောင်းပုံမူတွေရရှိလာမှာဖြစ်ပါတယ်ကဲဒီတပတ်တာကန်ဆာရဲ့နောက်ဆုံးနေသားပေါ့နော် စနေသားသမီးတွေရဲ့တပတ်တာကန်ဆာလေးကိုဆရာပြောပြမှာဖြစ်ပါတယ်ကဲစနေသားသမီးတွေရဲ့တပတ်တာကန်ဆာ စရိသားသမီးတွေရဲ့လုပ်ငန်းကံတွေရောဘယ်လိုရှိမလဲကြည့်ရအောင်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ဥဆောင်ဦးရဲ့လောက်ကင်နေရတဲ့လုပ်ငန်းမျိုးလေးတွေကြုံရတတ်ပါတယ်လက်တလုံးမှာလည်းသူများပြဿနာကိုပြဿနာဖြစ်တာမျိုးသူများရဲ့လုပ်ငန်းကိုကိုကပါဝင်ကူညီပြီးတော့လောက်ကင်ပေးနေရတာမျိုးတဲ့ကြောင့်အဲ ိတ်ပင်ပန်းလူဝင်ရမှာပေါ့နပတ်နှစ်လမ်းမှာအလုံးတစ်ခုလုံနေရတယ်မျိုးတပြိုင်တည်းမှာဒီကိစ္စအပြင်တခြားလုပ်ငန်းတွေကိုကိုကလုတ်ကင်နေရတာမျိုးကြောင့်ပင်ပန်းမှုတွေဒီစိတ်ပင်ပန်းလူဝင်မှန်ဖြစ်နေတတ်တယ်လက်တလောမှာတော့ကိုကိုတိုင်ကအချိန်ကုန်နေတတ်ပါတယ်လက်တလောကန်စတာအနေနဲ့ကတော့တိတ်ပြီးတော့ဟိုသူများကြောင့်ပေါ့နော်ပရဟိတဆန်နဲ့လက်တလောမှာအလုပ်တွေလုပ်နေရတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်း လုံနေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲပတ်စံရလာဆိုပတ်စံလည်းမရဘူးအဲကိုယ့်ရဲ့အတွေ့အကြုံရလာဆိုအတွေ့အကြုံလည်းမရဘူးဒါပေမဲ့ကူညီတဲ့အရာတွေကြောင့်တစ်ဖက်မှာလူပင်ပန်းဖြစ်နေရတာမျိုးလေးတွေအချိန်ကုန်နေရတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကန်အဲ့တော့ငွေကြေးကန်အနေနဲ့ကတော့ငွေကြေးပိုင်းမှာတော့ငွေကြေးကန်လေးကပြန်လဲကောင်းမှုမှုလေးကိုဥတည်လာပြီးအဲ့တော့ငွေကန်ထီကန်ကောင်းပါတယ်ငွေကန်နဲ့ပတ်သက်ပြီးငွေဝင်လာဖို့လည်းရှိတယ်ထီကန်နဲ့ပတ်သက်ပြီးထီပေါက်တာမျိုးလေးတွေလည်းကင်ဆာတာပိုင်းလေးမှာရရှိလာဖို့ရှိပါတယ်အဲ့တော့ ကန်ဒရာအနေနဲ့ဆိုတော့နှစ်ကနန်း၅ကနန်းပါတဲ့ကနန်းလေးတွေထိုးပေးမယ်ဆိုတော့ပို့ပြီးကန်ဆက်ပါလိမ့်မယ်ဒါတွေကတော့ငွေကန်လေးဖြစ်ပါတယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးပိုင်းအဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးမှာတော့ကိုယ့်ဘက်ကပဲပြန်ပြီးတော့ပြန်လဲပေးနေရတယ်ကိုယ့်ဘက်ကပဲအကူညီပေးနေရတယ်အဲကိုယ့်ဘက်ကပဲအကူညီပေးနေရတယ်ကာလတစ်ခုကိုရောက်ရှိနေတတ်တယ်ဒါပေမဲ့အဲကောင်းမှုမှုတွေပြန်ရှိလာမယ်ကိုယ့်ကိုသတင်းကောင်းလေးတွေနာမည်ကောင်းလေးတွေပြန်လဲရရှိမယ်ကင်ဆာလေးတွေကိုရောက်ရှိလာပါလိမ့်မယ်ဒါလေးကတော့ကင်ဆာလေးလူမွေးပိုင်းလေးဖြစ်ပါတယ်ပေါ့နော် ကဲအခြေအေးကိုရောက်ရှိလာပြီအခြေအနေနဲ့ပတ်သက်ရင်တော့ဒီကန်စရာအတွင်းမှာတော့အခြေအေးကတော့ဟိုစမ်းပွင့်နေမယ်ဒါပေမဲ့ကိုကိုတိုင်ကရတာမလို့လိုတာများဖြစ်နေမယ်အခြေအနေနဲ့ပတ်သက်ပြီးတော့အဲကိုစိတ်တိုင်းကြဖြစ်မဲ့လူမျိုးတွေနဲ့တွေ့ဖို့အတွက်ခက်ခဲနေလိမ့်မယ်အဲကိုနဲ့အဆင်ပြေပေမဲ့ကိုကိုတိုင်ကသဘောမကျတာမျိုးလေးတွေတော့တလောင်းမှာကြုံရတတ်ပါတယ်ဒါတွေကတော့အခြေအေးပေါ့နော် ကဲနောက်တစ်ခုနောက်ဆုံးနေ့ကကျတော့ကျမ်းမာရေးပိုင်းကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့သွေးနဲ့ပတ်သက်တာမျိုးလေးတွေသွားကြိုက်သွားနာတာမျိုးလေးတွေစီယောဂါမျက်စိယောဂါတွေနဲ့ပတ်သက်ပြီးတော့ကင်ဆာလေးကအညံပိုင်းရောက်ရှိနေတဲ့ကျမ်းမာရေးရှုကြာနေတတ်ပါတယ်ဆင်းရဲစိတ်ကမကြခဏသွားပြနေရတာမျိုးလေးတွေကျွန်တော်တတ်ပါတယ်ဒါလေးကတော့စနေသားသမီးတွေရဲ့တပတ်တာကင်ဆာလေးဖြစ်ပါတယ် ကဲဒီဘက်ကကင်ဆာလေးကိုပုံမကောင်းမှုတွေကောင်းမလာအောင်အညံ့နေပြပြောက်သွားဖို့တဲ့ဆိုတော့နီးစက်ရဖျားလေးမှာကိုအနေနဲ့နှင်းစီပန်းအဖြူရောင်လေးငါးပွင့်ထူတိုင်းပြီးတော့ဆွတောင်းပေးပါအဲ့တော့အညံ့နေပြောက်ကင်းသွားပြီးတော့ကောင်းမှုမှုတွေကင်ဆာကောင်းခြင်းတွေအညံ့နေပြောက်ကင်းသွားပြီးတော့ပုံမကောင်းမှုတွေကောင်းမလာပါလိမ့်ကိုအနေနဲ့ဆွတောင်းပေးပါနော်ဒါလေးကတော့အဲကင်ဆာလေးကိုပြုတ်လုပြင်းရေရလေးဖြစ်ပါတယ်ပြောင်းလိုက်လာမယ်ကင်ဆာလေးတွေကိုရဲ့ပေါ့နော်ကြုံနေရမယ့်အခက်အခဲလေးတွေအဲဆောင်းရံဆောင်းရံလေးတွေပြုတ်လုပ်ရမယ့်ရေရလေးကိုပြောပြသွားတာဖြစ်ပါတယ် ဒီကျွမ်းမှာခုနှစ်သားသမီးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံလို့ရပါစေ။